ဘာဖြစ်လို့ချစ်သူကောင်လေးကစိတ်ဆိုးပြီးတာနဲ့ဘာမှမပြောဘဲနဲ့တိတ်ဆိတ်နေတတ်တာလဲဒါကအနုနီနဲ့အကြမ်းဖက်မှုမျိုးလားတကယ်တော့မဟုတ်ပါဘူးသူတို့ကဂရုမစိုက်တာမဟုတ်ပါဘူးသူတို့ရဲ့စိတ်ခံစားချက်ထိန်းချုပ်တဲ့ရဲနေရတွေကမျိုးသမီးတွေနဲ့ကွဲပြားနေလို့ပါအမျိုးသားတွေဟာဖိအားဒါမှမဟုတ်ပြိပခါတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာအုံနောက်ရဲ့ကြိုးချောင်းဆင်ကျင်တဲ့အပိုင်းကိုအများအားဖြင့်လှုံ့ဆော်ပေးပါတယ်သူတို့ဟာအေးအေးဆေးဆေးစဉ်းစားဖို့ပြဿနာကိုခွဲခြားစိတ်ပြဖို့နဲ့ စိတ်ခံစားမှုပြင်းထန်နေချိန်မှာရုတ်တရက်တုံ့ပြန်မှုတွေမပြုမိစေဖို့ပိုပြီးဦးစားပေးလို့ရှိပါတယ်။ဒီလိုချိန်မျိုးမှာသူတို့ဟာတိတ်ဆိတ်ခြင်းအပြင်စိတ်ခံစားချက်ကိုထိန်းချုပ်ဖို့နဲ့ တဖက်လူကိုထိခိုက်စေနိုင်တဲ့စကားလုံးတွေမပြောမိဖို့ပိုပြီးဆန္ဒရှိကြပါတယ်ဒီချက်တွေကမျိုးသားတွေရဲ့ခန္ဓာကိုယ်ထဲကဟော်မုန်းတွေရဲ့အခန်းကဏ္ဍအထူးသဖြင့် testosterone ကြောင့်လို့ဆိုနိုင်ပါတယ် testosterone ပမာဏမြင့်တက်လာတဲ့အခါမှာတော့မျိုးသားတွေဟာရုတ်တရက်စိတ်လိုက်မှန်ပါဖြစ်တာဒါမှမဟုတ်အလွယ်တကူစိတ်တူဒေါသထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်သူတို့ဟာပြင်းထန်တဲ့ညှဉ်းခုံမှုတွေကနေ ရှောင်ရှားဖို့အတွက်ကိုယ့်ဘာသာကိုယ်ခဏတာ ခွဲထွက်ပြီးနေလေးရှိပါတယ်။အမျိုးသမီးတွေကတော့အောက်ဆီတစင်ရဲ့လွန်မောမှုကိုပိုခံရလွယ်ပြီးတော့စိတ်ဆိုးတဲ့အခါမှာအုံနောက်ရဲ့အစွန်းပိုင်းစနစ်ကိုပိုပြီးလှုပ်ရှားလွယ်ပါတယ်။စိတ်ခံစားချက်အတက်အကျလည်းပိုများပါတယ်။သူတို့ကတော့စိတ်ခံစားမှုတွေကိုစကလုံးနေနဲ့ဖွင့်ထုတ်တာဆက်သွယ်ပြောဆိုတာတွေကိုပိုပြီးလှုပ်ဆောင်လေးရှိပါတယ်။ ဒါကြောင့်ချစ်သူကောင်းလေးစိတ်ဆိုးတဲ့အခါတိတ်ဆိတ်သွားတာဟာအင်းဆက်တဲ့အကြမ်းဖက်မှုမျိုးမဟုတ်သလိုမချစ်ဘူးဆိုတာကိုလည်းမဆိုလိုပါဘူးတကယ်တော့အဲ့အရာတွေနဲ့ဆန့်ကျင်ဘက်ပါပဲအရန်ချစ်လွန်းလို့သာဖြစ်တာပါဒါကြောင့်တစ်ချစ်သူကောင်းလေးကိုပို့ပြီးနားလည်ပေးပါလေးစားပေးပါလို့ပြောချင်ပါတယ်ရှင်အားလုံးပဲတာယာပျော်ရှင်ကြပါစေရှင်